ဟယ်လိုအားလုံးပဲမင်္ဂလာပါ Arista Ida My Country Gen Page မှာကြိုဆိုပါရစေ Arista အခုလုပ်ပေးမဲ့ reading က Arista သင်ပေးမယ်ဆိုပြီးတော့ click ပေးထားတဲ့ collab reading ပေါ့နော်ဒီမှာကတော့အဲဒီ reading ကနည်းနည်းလေးပေးမဲ့ message က heavy ဖြစ်လိမ့်မယ်အာ rich ပြောထားခဲ့တဲ့အတိုင်းပဲ connection နဲ့ပတ်သက်လို့ပေါ့နော်ဒီအဲကိုနဲ့သူနဲ့ကြားတဲ့ connection နဲ့ပတ်သက်လို့ decision making လုံးဝအကြီးအကျယ်တကယ်ကိုလုံးဝ final decision ချမှတ်သူတွေ do or die something တခုခုပေါ့နော်ထားလို့တော့မဲ့သူတွေပြန်မလာဆက်မလာဘာလုပ်မလဲပေါ့နော်အဲ့လိုပုံစံမျိုးလူတွေအတွက်ကိုရွယ်ပြီးတော့ risk ချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေး heavy ဖြစ်မယ်အ message ပေးတဲ့နေရာမှာပေါ့နော်အတချို့အရာတွေကဟိုဘယ်လိုပြောမလဲ energy heavy ဖြစ်စေမဲ့ဟာဒီ message တွေပါကောင်းပါမယ်ပေါ့နော်အဲ့တော့ဒီ reading က arrange လုပ်ပေးဖို့ဟာ Venus retrograde မတိုင်ခင်နဲ့အလုပ်ပေးမယ်ဆိုပြီးတော့ပြောတာအချိန်နေကြာသွားပြီးတော့ Venus retrograde ပြီးအောင်စောင့်နာရင်နောက်တစ်ခါတင်ပြီးတော့မယ်ဆိုတဲ့အချိန်မှာငလင်းလောက်တာပါညာနဲ့ဆိုတဲ့ခါကျတော့ rich မတင်ပေးပြဖို့ပေါ့နော်အဲ့တော့အချိန်နေငြိမ်ပြီးတော့တင်ပေးမယ်ဆိုတဲ့ခါကျတော့လည်းအာကိုလူတွေရဲ့ energy ကိုကြီးလိုက်တော့လည်းအကုန်လုံးကယာရင်လဲပြီးတော့အမှအစင်းနေမပြေနော်အဲ့တော့ဒီ ဟို reading ကတကယ်ကိုပေးမဲ့ message ကလည်း heavy ဖြစ်မှာဆိုတော့ကျွန်တော်ထပ်သာပေးလိုက်လို့ရှိရင်တင်လိုက်လို့ရှိရင်တင်တာတင်လို့ရတယ်အဲအမှအကုန်လုံးပေါ်တော့ပို့ပြီးတော့ energy heavy ဖြစ်သွားမှာဆိုလို့အဲ့တော့မတင်ပြတာပေါ့နော်အခုဒီမှာကျတော့အဲ rich ဘာလို့အခုကတော့တင်ပေးမှာဖြစ်တော့မှာလဲဆိုတော့တထိုးတွေက comic depth เนาะ comic connection နဲ့မှာရုံးမထွက်နိုင်ဘူးเนาะအဲ့တော့ ဟိုဆွဲထုတ်မှရမဲ့သူတွေပါတယ်ပေါ့နော်အဲ့အဲ့အဲ့ဒီလူတွေအတွက်ကိုလည်းတောက်ချ Rich message ရနေတဲ့ဒီ reading ဖတ်ရင်လည်းမှာပဲပြောသွားတော့မယ်ပေါ့နော်အဲ့တော့ဒါ Rich အခုလည်းတင်ပေးမယ်ဆိုပြီးတော့ပြောပြီးတော့ဗောနော် original 22ရက်နေ့ကဖျားတာတော်တော်ဖျားတာအခုလည်းနေမကောင်းနေကြရတယ်ပဲ rich d reading ကိုရိုက်ပေးပြလိုက်တယ်ဗောနော်လုတ်ပေးပြလိုက်တယ်ဘာလို့ဆိုတော့အကောင်ကမျောနေကြပြီเนาะအဲ့တော့တင်ပေးပါတင်ပေးပါဆိုတော့တော်တော်ကိုမျောနေကြပြီဆိုတော့ rich ဘလို့မှလည်းဟိုအချိန်ဆက်ပြီးတော့လဲဆိုရင် မဆန်ကျင်တော့လို့ပေါ့နော်အဲ့တော့နေမကောင်းတော့နှာခေါင်းသံလေးတော့နည်းနည်းသီးခံပြီးတော့နားထောင်ပေးကြပါလို့ဒါလေး rich အကျိုးပြီးတော့မြတ်တရားခံစင်ပါတယ်အာဒီမှာက rich energy check ကိုသီးသန့်မလုပ်ဘူး energy check ဆိုပြီးတော့ကတ်တွေပါရင်းနဲ့ rich မလုပ်ဘူးအာပါဇက်ကနေပဲ energy check ပြောမယ်ပေါ့နော်အဲ့တော့ rich ပြောသွားတဲ့သူတွေအဲ match ဖြစ်တဲ့သူတွေကြည့်လို့ရတယ်ဒီ reading ကိုနားထောင်လို့ရတယ်ပေါ့နော်အာ ဘာလို့ energy check ကို risk ကတ်တင်နဲ့တီးတန့် degree တွေမှာမလုပ်လဲဆိုတဲ့အခါကျတော့ဒီ connection နဲ့ပတ်သက်ပြီးတော့ message ရတဲ့ဟာတွေက channel message တော်တော်များများကမြင်နေရတယ်အဲ့တော့ risk ပြောသွားတဲ့အထဲမှာဟိုတော်တော်များများလဲကြိုက်နေကြပါလိမ့်မယ်ဒါပေမဲ့ဒီမှာကဒီ reading ကိုကြည့်ပြီးတော့မှကြည်တာကကြည်တာပဲပြီးလို့ရှင်တော့ကိုလုံးချင်တာလုံးမှာပဲဆိုတဲ့သူတွေကတော့ဒီ reading ကိုမကြည့်ပါနဲ့လို့ပြောချင်တယ်ကြည့်လေအပေါ်ပဲအချိန်ကုန်တာပဲအဖတ်တင်မယ်ဒီလိုလူတွေကကျတော့ဟိုပြီးလဲကိုလုံးချင်မှလုပ်တာဆိုတဲ့ဟိုလုံးလုံးချင်တာလုံးမှာဆိုတဲ့အခါကျကိုလုံးချင်တာကိုပဲဆက်လုပ်ပါလို့ risk ပြောချင်ပါတယ်နော်ဆိုတော့ဟို တချို့တွေကကြတော့လည်းဘယ်လိုပြောရမလဲဟိုတင်ပေးရတာတကယ်ကိုစေတနာပြတ်တယ်เนาะဆိုတော့ဒီ reading အတွက်ကကြတော့ rich အဆင်ပြေနေတဲ့သူတွေကြည့်ဖို့တိတ်ပြီးတော့ energy match ဖြစ်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့အဆင်ပြေနေတဲ့သူတွေကတော့ okay အချိန်နဲ့မလို့ဘယ်လိုလုပ်မယ်တဆင်ပြီးတဆင်တက်သွားပြီးတော့နောက်ဆုံး happy ending နဲ့ပဲပြီးသွားမှာပဲဆိုတော့ဒီမှာကကြတော့စတဲ့ကက connection အဲဘယ်လိုပြောမလဲတော်တော်လေးရုန်းကန်ရတဲ့သူတွေတော်တော်လေးဟိုဒီ connection နဲ့ပတ်သက်ပြီးတော့ဗောနော်အသားစီရှိတဲ့သူတွေဖြစ်မယ်ဆိုတော့ okay အဲ့တော့ rich အဲအဲ့ဒီလူတွေအတွက်ပဲ ပို့ပြီးတော့ energy match ဖြစ်လိမ့်မယ်ဒီအစင်မပြေတဲ့အတွဲတွေအစင်မပြေတဲ့သူတွေပဲလုံးဝဒီ reading ကြည့်ဖို့ပဲ average ပြောချင်တယ်ပေါ့နော်အစင်ပြေတဲ့သူတွေကတော့မကြည့်ပါနဲ့ energy run ထားတယ်ထပ်ပြောပါမယ် energy run ထားတယ်အစင်ပြေနေတဲ့သူတွေကိုကိုလုံးဝတာယာနေပြီဆိုတော့ထင်းတဲ့သူတွေကမကြည့်နဲ့เนาะအဲ့တော့ဟိုနည်းနည်းလေးအစင်မပြေဖြစ်လာခြင်းကြောင့်ပြန်လာကြည့်ခြင်းကြည့်ပေါ့ဒီဟာက timeless reading average ဒီ reading မှာ အချိန်ကန့်သက်ချက်တွေပဲ timing by timing ဆိုပြီးတော့ average ပြောမှာမဟုတ်ဘူးမဟုတ်လို့လဲဆိုတော့ဒီမှာက average ကနောက်ဆုံးเนาะဟိုအဲဘယ်လိုပြောမလဲ caption အတိုင်းပဲနောက်ဆုံးအဆုံးသက်လို့ average ပြောထားတဲ့အတိုင်းပဲကြားထဲမှာဘယ်လိုပုံစံမျိုးတွေဖြစ်လာဖြစ်လာနောက်ဆုံး final ending ကြလို့ရှင်အခု reading တွေက message တွေဟော sudden hawking နမိတ်တွေအတိုင်းပဲဖြစ်လာလိမ့်မယ်ဆိုတဲ့အခါကျတော့ timing ကတယောက်နဲ့တယောက်ကတူမှာမဟုတ်ဘူးအဲ့တော့ timing rush မပြောဘူးဒါဒီ timeless reading လုံးဝနောက်ဆုံး final ending ကြလို့ရှင်ဒီပုံစံတိုင်းဖြစ်ကိုဖြစ်လာလိမ့်မယ်เนาะအဲ့တော့ကောင်းတာလေးတွေပါပါစီလို့ rush မြောင်းလင်းပါတယ် စုလဲစုတောင်းပေးပါရနော်အဲ့တော့အကုန်လုံးကိုโอเคအဲ့တော့ energy check risk စပြောပါမယ်ဒီ connection မှာလေးကိုနဲ့သူနဲ့နှစ်ယောက်ကြားထဲမှာဒီလိုမျိုး connection လေးစလာဖို့ဒီလိုမျိုးနှစ်ယောက်ပေါ့နော်စုံစည်းဖို့မလွယ်ကူခဲ့ဘူးတော်တော်ကိုမှခက်ခဲခဲ့တာမျိုးကြမ်းတမ်းခဲ့တာမျိုး risk ဒီမှာတွေ့တယ်ဘာလို့လဲဆိုတော့ဒီ reading ကိုတင်ပါမယ်ဆိုတာတောင်မှအရန်တစ်ခုပြီးတစ်ခု အနောက်ရက်တွေအဖြစ်စီရဲ့တိုက်ခိုက်တွေအများများတယ်နော်ဟို RHD reading ကိုကြည့်တော့မယ်ဆိုတော့ရက်ကနေတော့မှဟိုတင်ပြီးတော့မယ်ဆိုပြီးတော့စိတ်ဟိုဖြစ်လိုက်တဲ့ကောကဗီဒီယိုရိုက်မယ်ဆိုပြီးတော့နောက်နေ့ရိုက်မယ်ဆိုပြီးတော့အကုန်လုံးစီစဉ်ပါညာပြီးတော့အဲ့ဒီလည်းဆဖျားတော့တာပဲအဲ့တော့ထပ်ပြီးတော့နောက်ထပ်၃လေးရက်ဆုတ်သွားတယ်ပေါ့နော်အဲ့တော့လောလောကူကူသူနဲ့ကိုယ်နဲ့တွေ့တယ်ကြိုက်တယ်ချစ်တယ်အဲ့လိုပုံစံမျိုးမဟုတ်ခဲ့ဘူးဒီ connection ကတော်တော်လေးကို struggle လုပ်ခဲ့ရတယ် နှစ်ယောက်အတူစကားလေးပြောဖို့နှစ်ယောက်အတူမျက်နှာချင်းဆိုင်လေးတွေးဖို့အရန်သူများရဲ့ထက်ကိုပို့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 ပြီးတော့ကိုအရန်ကြိုးစားခဲ့ရတဲ့ connection ဖြစ်လိမ့်မယ်အဲ့တော့တချို့တွေကတော့ twin flame connection soulmate connection ပါမယ်ပေါ့နော်ဒါပေမဲ့ aris ဒီမှာကတော့ connection တွေပါရင်းညာတွေထည့်မပြောချင်တော့အဲ့ဒါအဲ့ဒါတပိုင်းသက်သက်ပေါ့နော်ဆိုတော့ဘလို connection မျိုးပဲပါပါနှစ်ယောက်ကြားထဲမှာအတားစီအနောက်ရှက်အတိုက်ခိုက်အဖြက်စီအယမ်းများတယ်။အဲ့ဒီထဲမှာ risk ဒီမှာမြင်တာက10%ရှိတယ်ဆိုတာလည်းတွေ့ရတယ်။ တက်ပါဆန်ရှိတယ်တချို့တွေကကြတော့တက်ပါတီရှိတယ်ပေါ့နော်အဲ့တော့ဒီ reading ကိုကြီးတဲ့သူတွေက rich followers လေးတွေကတော့အာ main ကလေးတော့ပုံများတာပဲပေါ့နော်ဒါပေမဲ့ဒီ reading ကိုကြီးတဲ့သူတွေထဲမှာယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ် သူနဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာအမျိုးသမီးတဦးရှိတယ်အရစ်တောက်လျှောက်မြင်နေရတယ်အဲ့ဒီအမျိုးသမီးတဦးကခလောက်ဆန်တာလည်းဖြစ်ဖြစ်မဲ့တပ်ပါဆန်လည်းဖြစ်ဖြစ်မဲ့เนาะဟိုမလို့မုံထားပြီးတော့ဒီ connection ကိုချဲလဲနေရလည်းဖြစ်ဖြစ်မဲ့အဲ့ဒီဟောအဲ့လိုမျိုးအများကြီးဆိုတဲ့ခါကျကိုနဲ့ဟိုကန့်နေတလို့ယူပေါ့เนาะအရစ်ဒီမှာမြင်တာကတော့အမျိုးသမီးတဦးတွေ့လို့တွေ့ရတယ်ဆိုတော့အဲ့ဒီအမျိုးသမီးဒီဒီ connection ကြားထဲမှာလုံးဝကြီးမားတဲ့တကယ်ကို big obstacle တခုဖြစ်နေတာမျိုးပေါ့ရစ်ဒီမှာမြင်ရတယ် နော်ဆိုတော့တချို့တွေကကြလဲအမေပေါ့တချို့တွေကကြလဲဟိုဘယ်လိုပြောမလဲဟိုသဘောမတူတဲ့အဲ့လိုမျိုးပေါ့နော်အကြီးကဲအုပ်ချုပ်သူတရားရပေါ့တချို့တွေကကြလဲတကယ်ဟုတ်တဲ့ person ပေါ့နော်ဆိုတော့တတိယတတိယလို့ပေါ့သူ့ဘက်ကိုဘက်မှာရှိနေတဲ့သူပေါ့နော်ဆိုတော့ဒီမှာကကြတော့လေတချို့ connection တွေကနှစ်ယောက်စုံစည်းတော့ကတော့ဒါသူနဲ့ကိုယ်နဲ့နှစ်ယောက်တည်းပေါ့နော်နောက်ကြတော့မှနောက်လူပေါ်လာတာပဲဖြစ်ဖြစ် အရင်လူဘဝရဲပြန်ရောက်ဒီနှစ်ယောက်ကြားရဲပြန်ရောက်လာတာပဲဖြစ်ဖြစ်เนาะဆိုတော့ဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ကိုကပြီးတော့ကျမတတိယလူဖြစ်သွားတဲ့သူတွေပါတယ်เนาะအဲ့တော့တချို့တွေကကြာတော့စဆုံစည်းတဲ့ကိုက၃ပွင့်ဆိုင်เนาะ၃ပွင့်ဆိုင်အခြေအနေတစ်ခုမှရှိတယ်တတိယလူဒီငကိုတွေကပါပြီးသားเนาะအဲ့တော့ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်အဲ့တတရလူတီဆဆချင်းတော့ငါတော့ neglect လုပ်ထားပေးမယ်ပေါ့နော်ပို့ပို့ပို့ပြီးတော့ကြီးမားလာပြီးတော့ကြီးထွားလာပြီးတော့အရန် တကယ်ကိုနှစ်ယောက်ကြားထဲကကြီးမားတဲ့ obstacle တစ်ခုဖြစ်လာတာမျိုးကိုမြင်ရတယ်။အဲ့တော့အခုချိန်မှာလည်း risk ဒီမှာမြင်တာတယောက်နဲ့တယောက်ကြားထဲမှာအမ်အဆက်အသွယ်မရှိဘူးအဆက်အသွယ်ပြတ်နေတဲ့အဲတယောက်နဲ့တယောက်ကြားထဲမှာ no contact တချို့တွေကဖြစ်နေတယ်လုံးဝကြီးပေါ့နော် no contact ဖြစ်နေတာ risk ဒီမှာအဲ Venus retrograde လောက်ထဲက no contact ဖြစ်နေတာမျိုးဖြစ်နေမယ်တချို့တွေကကြတော့လည်း နှစ်ယောက်ကြားထဲမှာ on and off ပေါ့နော်အဆင်ပြေလိုက်မပြေလိုက်တချို့တွေကကြာလဲ rich ဒီမှာမြင်တာတယောက်နဲ့တယောက်ကတော့ဥပမာပေါ့နော်ဒါဥပမာပြောရအောင်နော်ဥပမာအာ social media မှာတယောက်နဲ့တယောက်အာ friend ဖြစ်နေအောင်မျိုးဖြစ်လိမ့်မယ်ဒါပေမဲ့စကားလုံးဝမပြောဘူးသူဘာလုံးနေလဲကိုဘာလုံးနေလဲတော့တယောက်နဲ့တယောက် stock လုပ်နေတာမျိုးရရှိတယ် okay ဒီမှာကကြာတော့ risk ချက်ထက်မြင်တာကအဲ့လိုမျိုးသူတွေတွေမှာ rich class တွေကတစ်ဖက်လူကို stock လုပ်တာဟုတ်ချင်မှဟုတ်လိမ့်မယ် rich class တွေ stock လုပ်တဲ့သူနည်းလိမ့်မယ်ဒါပေမဲ့တစ်ဖက်လူကတော့လုံးဝအချိန်ပြီး original class လေးတွေကို stock လုပ်နေတာမျိုးများတယ် ။နောက်နောက်တစ်ခုကကြတော့ဒီမှာမြင်ရတဲ့ energy ကနှစ်ယောက်ကြားထဲမှာ originals လေးတွေကတစ်ဖက်လိုတစ်ခုခုပြောထားတာမျိုးရှိတယ်ဆိုလို့ရှိရင်အာတခုခုပြောထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ originals လေးတွေကအပြည့်အစုံမပြောထားဘူး။နော်အပြည့်အစုံမပြောထားဘူးလို့မျိုးလဲဆိုတော့တဝက်တပြက်ဒီလိုဒီအကြောင်းရှိလို့ဒီလိုမျိုးပါဆိုပြီးတော့ပြောထားတယ်။ဒါပေမဲ့အဲ့ဒါကြီးကဘာကြီးဆိုတာကြီးကိုလုံးဝကွက်တီအကုန်လုံးချပြမထားဘူး။ ော်အဲ့တော့ချောက်ပြမထားတဲ့အတွက်ကြောင့်မလို့တစ်ဖက်လူဒီအဲ့ဒီအကြောင်းညာကဘာလဲငါတို့နေ့ကဝေးသွားစီတဲ့အကြောင်းညာဒီဒီဟာလားသူငါနဲ့ပတ်သက်ပြီးတော့ဘာတွေတိထားလဲသူငါနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်ထားလဲတယောက်ယောက်က control လုပ်ထားလားအရရှိလားစလေးတွေကိုနော်တယောက်ယောက်ကဘာတွေအဲ့လိုမျိုးကလန်ကဆန်အရရှိလားစလေးကိုလုပ်ထားလဲတစ်ဖက်သူဒီအယံအယံအာဘယ်လိုပြောရမလဲသူကအဲ့ဒီအခြေအနေတခုပေါ့နော် original slave တွေပြောလိုက်တဲ့အခြေအနေတခုပေါ်မှာသူဒီအရန် wondering ဖြစ်နေရယ်ဆိုတော့ ဟိုသူတိကျင်နေပေါ့နော်တိကျင်နေဘာဖြစ်နေရလဲနှစ်ယောက်ကြားထဲမှာဘလို့တွေဖြစ်ထားရလဲဘသူကချေလဲနေရလဲเนาะကြားထဲမှာအဝင်ပြီးခလောက်ဆန္ဒတယောက်ယောက်များရှိနေသလားရရှိနာစနီတွေကသူ့အကြောင်းဘာတွေတိထားတာလဲဒီလိုမျိုးကြောင့်မလို့ပေါ့နော်ငါ့ကိုစွန့်ခွာသွားတာလားเนาะနောက်နောက်ဆုတ်သွားတာလားငါကနောက်ဆုတ်လိုက်ရရမှာလားအဲ့လိုမျိုးပေါ့နော် confusing တစ်ဖက်လူမှလည်းဖြစ်နေတာမျိုးတွေ့ရတယ်အဲ့တော့ဒါကတော့ ဟိုတချို့တော်သူတွေအတွက်ပေါ့နော်အဲ့အဲ့ message လေး origin ရတယ်ဆိုတော့ဒီအချိန်နေမှာက originals လေးတွေကခဏတော့ healing ဒီမှာယူနေတာမျိုးတွေ့တယ်လက်လွတ်ထားတယ်ပေါ့နော်အအရန်ကြီး originals လေးတွေဘက်က action မယူတော့တာမျိုး rush ဒီမှာတစ်ချက်တွေ့ရတယ်ဘာဖြစ်မလဲပေါ့နော်စိတ်ထဲမှာတော့မရှိဘူးမဟုတ်ဘူးရှိတယ်စိတ်ထဲမှာတော့ရှိတယ်ဒါပေမဲ့အပြင်မှာဘာမှ action ယူခြင်းစိတ်မရှိနေတော့ဘူးအဲ့တော့ဒီ third person ပေါ်လာလို့ပေါ့နော်ဘာရမို့ကိုကတည်ရမလားဟိုပထမလူဖြစ်ပြီးတော့မှတတိယလူကြီးဖြစ်သွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးအနေထားမှာလည်း ဟိုဘာမှလောက်ချင်ကြခြင်းသိမရှိတော့ဘဲနဲ့ action မယူတော့ဘဲနဲ့တစ်ဖက်လူပေါ်မှာတချို့က boring ဖြစ်နေတယ်။တစ်ဖက်လူကိုဟိုညင်းငွေ့လာတဲ့သူတွေလည်းပါတယ်။တချို့ကကျတော့တကယ်ကြီးကိုတစ်ဖက်လူအပေါ်မှာလုံးဝဟိုစိတ်မရှိတော့တာမဲ့တစ်ဖက်လူပေါ်မှာတချို့တွေကကြာနည်းနည်းလေးပေါ့နော် negative အမြင်လေးတွေဖြစ်နေတယ်တချို့ကကြာတော့အဲတစ်ဖက်လူပေါ်မှာပေါ့နော်ဒီလိုမျိုးဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောရမလဲ like အသေးရတာလို့လို့အမြင်ကတ်တာလို့လို့စိတ်မကြည်တာလို့လို့အဲအဲ့လိုမျိုးကွာတဲ့ negative sense တခုဖြစ်နေတာမျိုးတွေ့ရတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှင်တော့ဒီ original slay တွေဘက်ကအခုချိန်မှာတော့ action မမယူနေတော့ဘူးပြစ်စလက်ကပဲဖြစ်တယ်လို့ပဲ okay ထားလိုက်တော့ဆိုတဲ့ပုံစံမျိုးကြီးပြစ်ထားတာမျိုးတွေ့ရတယ်ဒါပေမဲ့တဖက်လူကကြာအဲ့လိုမျိုးမပြစ်ထားနိုင်ဘူးသူလည်းဘာ action မှာတော့ original slay တွေစီကိုမယူပေမဲ့ပေါ့နော်သူဒီ stock လုပ်နေတယ်ခုနကပြောတဲ့အတိုင်းပဲ เนาะအဲ့တော့ stock လုပ်နေတယ်သူတခုခုကိုသိကျင်နေတာဘာဖြစ်လို့ဒီလိုမျိုးဖြစ်သွားတာလဲပေါ့เนาะအဲသူ့ဘက်ကနေ original စလင်းနဲ့တွေ့ကျင်တဲ့စကားပြောကျင်တယ်ဒါပေမဲ့လည်းသူကိုယ်တိုင်ကလည်း action မယူဖြစ်ဘူးသူအဲ့လိုမျိုးပေါ့เนาะသူ unon နေတဲ့အခြေအနေတခုတော့ရှိတယ်โอเคအဲ့တော့ဒါကတော့ energy check ပေါ့เนาะ ခုနပြောသွားတဲ့အကြောင်းအရာတွေနဲ့ကန့်ညီတဲ့သူတွေကဒီ reading ကိုကြည်လို့ရတယ်ဒါပေမဲ့နောက်တစ်ခုကအဲ energy တော့ match မဖြစ်ဘူးစိတ်ထဲမှာအဲတစ်ဖက်လုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုး final decision ချမဲ့သူတွေ do or die something လုပ်မဲ့သူတွေကတော့လည်းကြည်လို့ရပါတယ်โอเคအဲ့တော့ဒီအခြေအနေပေါ့နော်ခုန rich ပြောသွားတဲ့ energy နဲ့ match ဖြစ်တဲ့သူတွေကဒီ connection မှာနောက်ဆုံးအဆုံးသက်ကပါဖြစ်မလဲအဲ့တော့နောက်ဆုံးအဆုံးသက်လို့ rich ပြောတဲ့အတိုင်းပဲဂျားထဲမှာဖြစ်မဲ့အကြောင်းအရာတွေတော့ တခုတယောက်နဲ့တယောက်မတူညီတဲ့အတွက်ကြောင့်မလို့ရှိတော့ရှိအောင်ပဲပေါ့နော်ဒါပေမဲ့လည်းနောက်ဆုံးတကယ်ကို final ending ကြလို့ရှိရင် rich hall မဲ့နမိတ်ဒီအတိုင်းတကယ်ကိုကွက်တီဖြစ်လာဖို့အများကြီးဆိုတဲ့အတွက်ကြောင့်မလို့ကြားထဲမှာတချို့တွေကကြတော့လေနည်းနည်းပေါ့နော်အချိန်6လတန်းဒီတစ်နှစ်တန်းဒီပေါ့နော်လိမ့်ဖဲလိမ့်ဖဲနဲ့ကြော်ဖြတ် ရမယ်သူတွေပါကောင်းပါမယ်တချို့တွေကကြတော့လဲတကယ်ကြီးကိုပဲ RHD Home Final Ending အတိုင်းကို မြင်မြန်ဆန်ဆန်အတွင်းပေါ့နော်အချိန်တော်တယ်ပေါ့မြင်မြန်ဆန်ဆန်ဆိုတဲ့အခါကျတော့တစ်လအနေသုံးလအတော်တယ်မှာအဲ့ဒီပုံစံနေအတိုင်းဖြစ်လာရဖို့ရှိတယ်ဆိုတော့ be prepare ပါ Rosa ပြောတယ် တဲကပေါ့နော်ဟို heavy message တခုခုပေးมาဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်မခံရင်တော့စားလည်းမကြည့်အောင်ဆုံးမယ်เนาะအဲ့တော့အခုလည်းအချိန်မီသေးတယ်မကြည့်စိတ်မခံရင်မကြည့်နဲ့လို့ရသေးတယ်เนาะ okay ပါအဲ့တော့ဒီ connection မှာအာတဖက်လူနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်နောက်ဆုံးအဆုံးတဲ့ final ending ကဘာဖြစ်လဲ of the deck got <coughs> Wheel of Fortune. Now the Gaga, Three of Swords. Salaria, no? three of Swords. Now the Gaga, got Stairway to Light. So, the hagar or the deck ma, abu bare Nine of Swords. စတဲ့ကပြောတယ် heavy energy mode လို့ဆိုတဲ့အခါကျဒီမှာ10 of cups နောက်တစ်ကပ်ကနော်နောက်ဆုံးအဲဒီမှာနောက်တစ်ကပ်က10 of swords နောက်ဆုံးတစ်ကပ်မဟုတ်သေးဘူး original အလုံးပေါင်း totally အဲ reset တစ်ကပ်ချမယ်နော်အဲ့တော့နောက်တစ်ကပ်က4 of pentacles ဒီမှာနောက်တစ်ကပ်က page of pentacles နောက်တစ်ကပ်ဒီမှာ the star နောက်တစ်ကပ်က7 of pentacles နောက်ဆုံးတစ်ကပ်က8 of pentacles okay တော့ risk ကလေးတွေစီမင်းပြန်လာခဲ့ပါမယ်ခဏလေးပါเนาะ Hello I'm back so lost at the reading အဲ့တော့ဒီမှာပြောရမယ်ဆိုရင်တော့ final ending ကဘယ်လိုဖြစ်မလဲဆိုရင်နှစ်ယောက်ကြားထဲမှာကလေကန်တမာအလှည့်ပြောင်းကိုကအစင်မပြေတဲ့ဘက်ညံ့တဲ့ဘက်ကိုတဖြည်းဖြည်းချင်းပြောင်းလဲလာရဲပေါ့နော်အမ် အခြေအနေတွေကဒါဒီ reading မကြည့်တော့ကိုကိုကိုလည်းသိတယ်เนาะဟုတ်တယ်မလားအဲ့တော့အခြေအနေတွေကတော့ဘယ်လိုမျိုးဖြစ်မလဲဆိုရင်ကတော့အသေးကွက်ရဖို့ကတော့ဂျင်းသေးပါပဲเนาะဒီ connection နဲ့ပတ်သက်ပြီးတော့နာကျင်ရမယ်เนาะခံစားရမယ်ထိခိုက်ရမယ်တော်တော်လေးကြေကွက်ရမယ်ပြီးရင် အရန်စိတ်ပြီးစီမှုတွေရလိမ့်မယ်ဒီ connection ဒီတအား heavy ဖြစ်တယ်ဆိုတာပုံစံမျိုးကိုကိုယ်စိတ်ထဲမှာခံစားမယ်အရန်လွယ်လွယ်ကူကူစတဲ့ကလည်းမဖြစ်ခဲ့ဘူးဆိုတော့လွယ်လွယ်ကူကူမဖြစ်ခဲ့လို့ကိုယ်ဒီဒီ connection ကိုအရန်စ조사ပန်းစားနေလွယ်လွယ်ကူကူတိောက်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မလို့အရန်တန်ဖိုးထားပေမဲ့တန်ဖိုးထားရလောက်တဲ့အထိအောင် ပြန်ရတဲ့အခြေအနေတွေဒီမကောင်းနေဘူးเนาะဆိုတော့ဒီမှာကတော့ rich မြင်တာနှစ်ယောက်ကြားထဲမှာတိတ်ပြီးတော့အဆုံးသတ်လှမဲ့ပုံစံမျိုးမတွေ့ရဘူး ပြီးရင်အခြေအနေကအယမ်းမြန်မယ် average ဒီမှာတောက်လျှောက်ကြည့်တာအယမ်းမြန်တဲ့ energy ကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ timing မပြောဘူးဆိုပေမဲ့လည်း average ဒီမှာတချို့တွေကကြတော့10ရက်10ဘတ်အတော်တွင်တချို့တွေကကြတော့လည်း3ဘတ်3လအတော်တွင်ဆိုတော့အဲ့လိုမျိုးတွေမြင်မြင်ဆန်းဆန်းပေါ့နော်ပြီးဆုံးသွားမဲ့အနေအထားမျိုးမှာတွေ့ရတယ်ပြီးဆုံးသွားတဲ့အခါကြလို့ရှိရင်လည်း average ဒီမှာမြင်တာကဟိုဘယ်လိုပြောမလဲတူးလို့တန်လန်အားမပြတ်မပြတ်မပြတ်နဲ့အဲ့လိုပုံစံမျိုးပြီးသွားမှမျိုးမဟုတ်ဘဲနဲ့လုံးဝ ဓာတ်နဲ့ခုတ်ချလိုက်တယ်လို့မျိုးတကယ်ကိုဘက်ခနဲ့ပဲလုံးဝအတိလုံးဝအတိအကျကြီးပြီးပြတ်သွားမဲ့ပုံစံမျိုးဖြစ်နေမှာဆိုတော့ဒီဟာကလည်း rich မြင်တာက rich hinas လေးတွေကိုယ်တိုင်ကိုကရှောက်ရမဲ့အနာကလမ်းတစ်ခုပွင့်သွားတာမျိုးညံအလင်းတစ်ခုခုပွင့်သွားတာမျိုးเนาะအဲဒီ connection နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် awakening တစ်ခုခုပေါ့เนาะရသွားတဲ့အခါမျိုးမှာလုံးဝတိကနေတစ်ဖက်လူကိုပြောပြီးဖျက်ချသွားတာမျိုးလည်းဖြစ်နေမယ် ဘလို့မှဆက်မဖြစ်နိုင်တော့ okay ငါတို့ it's done ပေါ့เนาะလုံးဝပြီးသွားပြီပေါ့အဲ့လိုပုံစံမျိုးဒါနဲ့လုံးဝတိကနေဖြတ်ချလိုက်တဲ့လိုမျိုးကိုပြီးဖြတ်သွားမယ့်ပုံစံမျိုးမှာတွေ့ရတယ်နောက်တစ်ခုကအာရစ်ဒီမှာမြင်တာတချို့တွေကကြတော့လေတဖက်လူကပေါ့နော်သူမိသားစုတွေဘာနေပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီတတိယလူနေဘာနေပဲဖြစ်ဖြစ်ပေါ့နော်ဟိုအခြေအနေအဲ့လိုမျိုးတစ်ခုခုမြင်လိုက်လို့ပေါ့ ဖြတ်ချပစ်လိုက်တာမျိုးလည်းဖြစ်နိုင်မယ်အဲ maybe တချို့တွေကကြတော့သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်မိသားစုတတိုင်ဝင်ဝင်နဲ့အဲ့လိုမျိုးမိသားစုဆိုတာတစ်ဖက်လူကသူ့ရဲ့မိသားစုကိုဒီတတိယလူကိုခေါ်သွားပြီးတော့ပေါ့နော်အဲ့လိုမျိုးဟိုစားတောင်းနေအဲ့လိုမျိုး dinner party တခုခုမှာ အတူတွဲပြီးတွေ့လိုက်တာမျိုးပဲဖြစ်အဲ့လိုပုံစံမျိုးဓာတ်ပုံနေနော်သတင်းတွေ message တွေတွေ့လာတာကြောင့်မို့လို့ပဲဖြစ်ဖြစ်ပေါ့နော်လုံးဝကြီးဖြတ်ချလိုက်တာမျိုးလည်းဖြစ်နိုင်မယ်နော်အဲ့တော့ တချို့တွေကကြတော့လေ original မှာဖတ်တော့ဖတ်တွေထားသေးရเนาะ original စလေးတွေဖတ်တယ်ဖတ်တွေထားသေးတယ်မလွတ်ချနိုင်သေးဘူးအဲ့တော့အဲ့ဒီလူတွေကလည်းဟိုဖတ်တွေထားပြီးမဲ့အရန်ကြီး heavy ဖြစ်နေတာမျိုးတွေ့ရတယ်ပြောရမယ်ဆိုလို့ဟိုဘယ်လိုပြောမလဲအရန်အဟိုကြောက်ကလေးကအရန်လှလို့ဆိုပြီးတော့တည်ရမလားလမ်းမှာတွေ့တဲ့ကြောက်ကလေးကိုခေါင်းပေါ်မှာပခုံးပေါ်မှာတင်လာဒါပေမဲ့လှတာလှပြီးမဲ့အဲ့ကြောက်ခဲကြောက်တုံးကလေးကတဖြည်းဖြည်းကြီးလာလေးလာတဲ့ခါကျတော့သွားတဲ့ခရီးကလည်းဝေးလာဝေးလာတဲ့ခါကျတော့ လှပေမဲ့ဟိုဘယ်လိုပြောမလဲလမ်းခုလက်မာတယ်မဲ့ဆုံးလုံးပြထားခဲ့ရမယ်အခြေအနေကိုရောက်လာတာမျိုးဖြစ်လိမ့်မယ်တအားလေးလံပြီးတဲ့အခါကျတော့အမြင်သာလှပေမဲ့တကယ်တကယ်တမ်းမှာကကျတော့ဟိုတဲရတာလေးလာပြီးတော့ဘလို့မှဆက်ပြီးတော့မတင်နိုင်တော့တာမျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်ကြလို့ရှင်လည်းကိုယ့်ရဲ့တွေ့ကတ်နေတဲ့စိတ်တွေအကုန်လုံးလွတ်ချပြီးတော့ဒါကိုဘဝကိုရှေ့ဆောင်ရမယ်ပုံစံမျိုးဖြစ်လိမ့်မယ်အဲ့တော့ဒီမှာကလွတ်ချလိုက်မယ်ဆိုလို့ရှင် Rich Lars လေးတွေမှာကလေအမ်အခြေအနေလေးတွေอ่ะပေါ့เนาะ ကိုတောက်ပလာဖို့ရှိတယ်ကိုရဲ့နာမည်ကုန်သတင်းကြော်ကြားလာတာမျိုးတွေကိုလုပ်တဲ့အလုပ်တွေအရင်အောင်မြင်တာမျိုးတွေကို manifest လုပ်ထားတဲ့အရာတွေအောင်မြင်ပြည့်စုံလာတာမျိုးတွေ fulfill ဖြစ်လာတာမျိုးတွေဖြစ်လာလိမ့်မယ်ပြီးလို့ရှိရင် rich တွေမှာမြင်တာကအဲဒီ final ending ပေါ့နော်ဒီတစ်ဖက်လူကိုလုံးဝလွှတ်ချပြီးတဲ့အခါကျလို့ရှင်လွှတ်ချပြီးတဲ့အချိန်မှာကိုဘွားလည်းကိုဘယ်လိုပြောမလဲရေရှည်အတွက်ကိုပေါ့နော်ဟိုရည်ရွယ်လို့ရလောက်တဲ့တစ်ဖက်လူကလည်းကိုတကယ်ကိုရည်ရွယ်မဲ့ သူတစုံတယောက်ပေါ်လာတာမျိုးဖြစ်နေမယ်เนาะအဲ့တော့အဲ့လိုလူငယ်လေးတယောက် orange မြင်နေမျက်မှန်လေးနဲ့စီမဒီမှာစပင်လေးနည်းနည်းလေးတော့ကောက်တယ်ပေါ့เนาะ okay အဲ့တော့ဒါ main ကလေးဆိုလို့ရှိရင်လည်း main ကလေးပေါ့ယောက်ျားလေးဆိုလို့ရှိရင်လည်းယောက်ျားလေးအလျောက်ပေါ့เนาะအဲ့လိုမျက်မှန်လေးပါတယ်စပင်ကောက်ကောက်လေးတော့တွေ့ okay အဲ့တော့အဲ့လိုမျိုးလူတယောက်ဝင်လာတာမျိုးပေါ့เนาะကြုံတွေ့ရနိုင်တယ်ဆိုတော့အဲ့ဒီလူနဲ့ original slave ရနေချားထဲမှာဒါရေးရှိအတွက်ကိုပေါ့เนาะစူးစမ်းပြီးတော့ connection တစ်တခုတိဆောက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ ီမှာကလေ originals လေးတွေကနောက်ဆုံးမှာကိုအတွက်ဘယ်ဟာကအမှန်လဲကိုအတွက်ဘယ်ဟာကအမှားလဲဆိုတာမျိုးချင်းတီပေါက်တွေ့လာရလိမ့်မယ်ကိုအချိန်နေရင်းနှီးမြုပ်နှံပြီးတော့စောင့်ဆိုင်ပြီးတော့တည်ရမလားဟိုဘယ်လိုပြောရမလဲအာမှားယွင်းပြီးတော့ဗောနော invest လုပ်မိတာကဘယ်ဟာလဲဆိုတာကိုတည်လာလိမ့်မယ်မြင်လာလိမ့်မယ်အဲ့တော့ အချိန်လေးအကြာကြီးဆောင်ဆိုင် ပြီးတော့ရလာတဲ့ဟာကတန်ရဲ့လားတောင်းမှချင်လဲဇိုးကနေဇက်ကနေမြ мян ဆန်ဆန်ဖြစ်လာတဲ့အရာကတန်ရဲ့လားဆိုတာမျိုးကိုပေါ့နော်မြင်လာလိမ့်မယ်သိလာလိမ့်မယ်အဲ့တော့ဒီ connection မှာကတော့ဆက်သွားမယ်ဆိုလို့ရှင်တော့ rich ဒီမှာမြင်လာကလေကိုယ်စီမှာအာတော်တော်လေး heavy energy ဖြစ်မယ်ညဆိုလို့ရှင်လည်းအိတ်မပြောတာမျိုးပေါ့နော်ဒီမှာကလေဘလောက်တောင်လဲဆိုလို့ရှင်ဟိုဒီ connection နဲ့ကလေအတွေးတွေလွန်ပြီးတော့လေကိုယ်ပေါ်မှာဟိုဘယ်လိုပြောမလဲ blue sea သားတလို့ပဲအိတ်လို့ရှင်လည်းအဲ့လိုမျိုးလေးလံပြီးတော့လေ အဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီအခြေအနေတိုင်းပေါ့ဒီမှာကိုကအိတ်နေအိတ်နေတဲ့ဟာကိုမြင်ရလားမသိဘူးအပေါ်ကနေတရားကတက်ထိုင်ထားသလိုပဲเนาะโอเคအဲ့တော့တချို့တွေအိတ်တဲ့ခါလဲနည်းနည်းလေးသတိထားပေါ့เนาะတခုခုစီးနေပါလေခြားပြီးတော့မှအိတ်တချို့တွေကကြတော့အဲ့တော့ဒီမှာက risk တစ်ချက်မြင်တာပေါ့เนาะ ကိုရဲ့အဆောင်လျှောက်เนาะကိုရဲ့အဆောင်လျှောက်တွေ Guardian Angels တွေเนาะ Archangels တွေနောက်တချို့တွေကကြောင်းလဲ Fairies လေးတွေပေါ့တချို့တွေကလဲပုံကိုယ်တွေအများကြီးရှိအဲ့တော့ကိုရဲ့အဆောင်လျှောက်တွေကလဲတိတ်ပြီးတော့သဘောမကျတာမျိုးတွေ့ရတယ်အဲ့တော့ Final Ending ကဘလို့ဖြစ်မလဲဆိုရင်တော့တော်တော်လေးတော့နာကျင်ခံစားရမယ်ထိခိုက်ရမယ်အသေးကွဲမယ်ဘလို့ပုံစံမျိုးကြောင်းလဲဆိုခုန Rich ပြောတယ်လို့ပဲတစ်ဖက်လူဒီသူ့ရဲ့မိသားစုတွေဘာတွေစီကိုပေါ့နော်အဲ့ဒီ third person ကိုခုန Rich မှာပြောခဲ့တယ်အမျိုးသမီးတစ်ယောက်ဆိုပြီးတော့တောက်လျှောက်ပြောခဲ့တယ်ဆိုတော့ကြီးတဲ့ယောက်ျားလေးတိုင်းခြားတော့အမျိုးသားတစ်ယောက်ဖြစ်ဖြစ်မယ်ပေါ့နော်โอเค ုန်းနဲ့ resonate ဖြစ်တယ်လို့ယူပါအဲ့ဒီလူကိုသူမိဘတွေနဲ့မိတ်ဆက်ပေးတာမျိုးအဲ့လိုပုံစံမျိုး message ရတာသတင်းတွေ့တာเนาะတပုံနေကိုစီကိုရောက်လာတာเนาะတရားရောက်ကကိုကိုဒီလိုဒီလိုဒီကြောင်းရှိရဲ့ဆိုလာပြောတာအဲ့လိုမျိုးတွေကြားတဲ့အချိန်မှာကိုကိုတိုင်းကိုက original slave တွေကိုတိုင်းကိုကတော်ပြီဆိုပြီးတော့တိကနေဖြတ်သွားတဲ့အချိန်မျိုးနဲ့ပဲပြီးသွားလိမ့်မယ် ်အဆုံးသက်ကတော့တိတ်ပြီးတော့မလာဘူးကိုကနာကျင်ခံစားရပြီးတော့ထိခိုက်ရပြီးတော့ကြည်ခွဲရပြီးတော့အဆုံးသက်သွားလိမ့်မယ်တစ်ဖက်လူကသူ့အတွက်သူပဲအတတ်ကြည့်ပြီးတော့ရွေးချယ်သွားတာမျိုးပဲဖြစ်လိမ့်မယ်အာ originals လေးတွေအတွက်ကိုတိတ်ပြီးတော့ငှဲ့ညာတာမျိုး original မှာတိတ်မမြင်ရဘူးတစ်ဖက်လူကအာကိုနဲ့ပတ်သက်ပြီးတော့အရန်ကြီးရေးရှိမစင်စားထားဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်อืมตัวเนี่ยอ่าตัวอ่ะเนเน่เลยป่ะเนาะ Richie Lars Lee เนี่ย စောင့်ဆိုင်နေတာတခုခုလေးလာနေတာအချိန်နေပေးထားတာပဲမဲ့ဒါပေမဲ့ကြားလေးကြားလေးပေါ့သိရမလားရရှိလားစလေးတွေရဲ့အချိန်ဟုန်တခုခုသူတိတ်မလိုက်နိုင်တော့တဲ့အခါမျိုးမှာမဖြစ်နိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနေနေပေါ့နော်ဟိုခွာသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်အဲ့တော့အဆုံးသက်ကတော့အမ်အချိန်နေတွေဒီနောက်ဆုံးမှာကိုရဲ့ဘဝတလန်းကိုပဲဦးစားပေးပြလိမ့်မယ်အရရှိလားစလေးတွေကအလောက်ကိုအရန်စူးစမ်းပြလိမ့်မယ်ငွေရေးကြေးရေးပိုင်းကိုအရန် ဦးစားပေးဖြစ်လိမ့်မယ်အရန်အားစိုက်ထုတ်ပြီးတော့ငွေကြေးရှာဖွေဖြစ်လိမ့်မယ်ပြီးလို့ရှင် rich ဒီမှာမြင်တာကကိုဘဝကိုအရန်ကိုတောက်ပအောင်မဲပေါ့နော်စူးစားဖြစ်လိမ့်မယ်တကယ်ကိုလုံးဝကိုကျွမ်းကျင်ရလိမ့်မရအဲ့လိုမျိုးကိုရဲ့နေပယ်ဝန်းကျင်အတိုင်းဝိုင်းချာမှာကျဲလေးတစ်ဝင်းလို့တောက်ပအောင်မဲတော့ဖြစ်လိမ့်မယ်ဒီမှာကလေတစ်ဖက်လူကတချို့တွေပေါ့နော် တချို့တွေပေါ့ rich အရင်ကြီးတော့အများကြီးတော့အကုန်လုံးတော့မတွေ့ဆယ်ရာခိုင်နှုန်းသောတချို့သူတွေကကြတော့တစ်ဖက်လူတီ rich class လေးတွေကိုနောက်ကျောသားနဲ့ထိုးပြီးတော့တစ္ဆာဖောက်သွားတာမျိုးတွေဖြစ်နေမယ်เนาะအဲ့တော့တော်တော်လေးကိုနာနာချင်းကြီးကခံစားရပြီးတော့မှဒီ connection က ending ဖြစ်သွားမှာမျိုးတွေ့ရတယ်အဆင်ပြေပြေနဲ့ um okay အဆင်မပြေလို့ငါတို့လမ်းခွဲကြမယ်အဲ့လိုပုံစံမျိုး not အဲ့လိုမျိုး ending မဟုတ်ဘူးเนาะဆိုတဲ့အခါကျတော့နာကျင်ထိခိုက်ခံစားရပြီးမှပြီးဆုံးသွားမယ် ending မျိုး final ending မျိုးတွေ့တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တွေကတော့လည်းဆက်ပြီးစုပ်ကင်ထားတယ်ဒါပေမဲ့လည်းအဆင်မပြေပါဘူးဆိုတာကိုနောက်ဆုံးမှတိလာရလိမ့်မယ်ပြီးရင်အာ original sleeve တွေငွေကြီးကြီးပတ်အလုတ်ကင်ပတ်ဒီအခြေအနေမျိုးပဲပို့ပြီးတော့ဦးစားပေးတာမျိုးအဲ့ဒီဘက်ကိုပဲလှည့်သွားတာမျိုးပဲဖြစ်လိမ့်မယ်အဲတချို့တွေကကြတော့လည်း ဟိုဒီ reading ကိုကြည်တာကြည်ရလွတ်မချနိုင်သေးဘူးလွတ်မချနိုင်သေးတဲ့လူတွေကလည်းတော်တော်လေးထပ်ပြီးတော့ heavy ဖြစ်မယ်အရန်ကိုလေးလံမယ်ခုန Irish ပြောခဲ့တယ်လို့ပဲကြောက်ကလေးကလှတော့လှတယ်ဆိုပြီးတော့အာတည်သွားပြီမယ်ပို့ပြီးတော့လေးလာလေးလာတဲ့အခါကြလို့ရှိရင်လန်ခုလက်မာရဲမယ်နှမျိုးတတတော်နဲ့လှုပ်ချခဲ့ရတဲ့အခြေအနေမျိုးတွေအဲ့ဒီဂိမ်းပဲစိုက်လာနိုင်မယ်အဲ့တော့ နောက်ဆုံးကိုယ့်ရဲ့တကယ်တက်လန်းပေါ့နော်ကိုလုံးဝဘယ်အခြေအနေကိုတက်လန်းသွားမှာလဲကိုယ့်ရဲ့ဘဝဘယ်လိုမျိုးဖြစ်လာမလဲဆိုတာ awakening ဖြစ်မဲ့ energy တခုရတယ်ဆိုတော့ဒါကြောင့်မလဲအဲ့ဒီအခြေအနေကိုပဲရအောင်ရှာဖွေပါလို့ပြောချင်တယ်အဲ့တော့ကိုကိုကိုစဉ်းစားကို awakening ဖြစ်အောင်နေ spiritual awakening ဖြစ်အောင်ပဲဖြစ်ဖြစ် energy awakening ဖြစ်အောင်ပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ့နော် reading တွေရနေကြည်တာပဲဖြစ်ဖြစ်ကိုကိုကိုစဉ်းစားဆင်ခြင်သုံးသပ်ပြီးတော့ပဲဖြစ်ဒီ awakening တခုရအောင်ယူပါလို့ပြောချင်တယ်အဲ့တော့ဒီမှာကတော့လုံးဝဟို rich မြင်တာပေါ့နော် ကိုယ့်ကိုစောင်းလျှောက်တဲ့အစောင်းလျှောက်တွေ Guardian Angel တွေကလည်းဒီလမ်းတစ်ခုလုံးဝအตาရထုံးလင်းတောက်ပနေတဲ့လမ်းတစ်ခုကိုရအောင်လို့တွန်းတင်ပြီးတော့ဒီမကောင်းတဲ့အခြေအနေတွေကိုဖျက်ချထားခဲ့တာလို့မြင်တယ်။ဘာလို့လဲဆိုတော့ဒီမှာကြည့်ဒီလူကသူတက်သွားတယ်တက်နေတဲ့လှေကားမှာကအယံကိုသူလျှောက်လန်းခဲ့ရတာတွေကလှေကားအက်ကွဲပြီးတော့ဒီမှာကြည့်ပါအောင်ဘလောက်တောင်မှ ောင်းနှံဆုပ်ပြက်ပြီးတော့ပဲ့ကြတော့မယ်အချိန်ကြီးလဲဆိုတာဆိုတော့အဲ့ဒီအနေထားတွေကို तू ကြော်ဖြတ်ပြီးတော့မှဒီမှာကြည့်လှေကတဖြည်းဖြည်းချင်းကောင်းလာတယ်ပြီးလို့ရှင်သူဖဲကိုရောက်တော့မလဲတကယ်ကိုလုံးဝ next chapter next အာ life တစ်ခုပေါ့နော်အချိန်ကြီးတစ်ခု future တစ်ခုသွားတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ universe ရောဒီစောင်းလျှောက်တဲ့ဟာတွေရောစောင်းလျှောက်တွေရောတကယ်ကို divine beings တွေက ကုံလုံးဒီအခြေအနေတခုရောက်အောင်တွန်းပို့နေတာလို့မြင်တယ်။အဲ့ဒါကိုကိုက stuck ဖြစ်နေမယ်။ကိုကဆက်မသွားဘူး။ဒီဟာကြီးကိုလွှတ်မချဘူး။စုပ်ကိုင်နေအောင်မယ်ဆိုရင်တော့ကိုရဲ့အခြေအနေကိုရဲ့အခြေအနေကြောင့်အကုန်လုံးပါဝင်တယ်နော်။အလောက်ကိုင်ငွေကြေးစီးပွားရေးလူမှုရေးရှိသမျှတပ်ပနပေါင်းစုံအကုန်လုံးဟာဒီအကွဲကြောင်ထနေတဲ့ struggle လုပ်နေရတဲ့လှေကတည်းကပဲရက်နေလိမ့်မယ်။အဲ့လိုလူတွေကငွေကြေးတွေရော နော် ဟိုအလုတ်ကိုင်းနေရောတိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးနည်းနည်းအခက်ခဲကြတဲ့ရုံးကန်ရတဲ့အခြေအနေမျိုးတွေပဲဆက်ဖြစ်မယ်ပေါ့နော်အာတိတ်ပြီးတော့လက်မပွင့်တာတော့ကံမပွင့်တာတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ဒီအခြေအနေတစ်ခုရောက်အောင်ကိုလုံးဝ energy awake ဖြစ်အောင်အာ spiritual awake ဖြစ်အောင်အကုန်လုံးရဲ့အဆောင်ရှောက်ပေါ့နော် universe ကပဲဖြစ်ကိုဆိုင်ရာဆိုင်ရာအဆောင်ရှောက်တွေရောဖြစ်တွန်းပို့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုတိုင်းကရှေ့ဆက်သွားပါလို့ပြောချင်တယ်အရန်ကြီးလေးလံနေတဲ့ကြောက်တုံးမျိုးဆက်ပြီးတော့မသေးပါနဲ့လို့ပြောချင်ပါတယ်နော်ကိုကိုလည်းဟိုဘယ်လိုပြောမလဲဟို ကောင်းမွန်တဲ့ထောက်ပံ့မှု ပေးနေမှာမဟုတ်တဲ့လေးလံတဲ့အရာတွေကိုတည်မသွားပါနဲ့လို့ပဲ Rich ကတော့ပြောချင်ပါတယ်เนาะအဲ့တော့ Okay အာနည်းနည်းလေးတော့ပေါ့เนาะကိုယ်တစ္ဆာဖောက်တာမျိုးတွေပါလေကြုံလာတဲ့ခါကြလို့ရှင်လဲစိတ်လေးကိုကြိုတင်ပြင်ဆင်ထားပါလို့ပြောချင်တယ်လုံးဝ ဟိုထိုင်သွားမှာမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့ရပေါ့ဒီစိတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်ထောင်းကိုကြည့်ပြီးတော့ပုံမုံလဲသွားတာမျိုးတွေပါတချို့တွေကဖြစ်တတ်တယ်เนาะဆိုတော့အကုန်လုံးတော့မဟုတ်ဘူးပေါ့တိတ်စိတ်မခိုင်းတဲ့လူတွေစိတ်အရင်ပြောင်းညံ့တဲ့လူတွေဒီလိုမျိုးအခြေအနေမှာအော်ငါလုံးဝဆုံးဖြတ်ချက်ချတော့မှာပါလားဆိုပြီးတော့ကိုကိုကို awake လဲဖြစ်တယ်ကွယ်တီလား awake လဲဖြစ်တယ်အဲဒါမဲ့တကယ်တမ်းလောက်ရမယ်ဆိုတဲ့အချိန်မှာစိတ်ထောင်းကိုကြည့်ပြီးတော့အဲ့ရလဲသွားမဲ့သူတွေတချို့တွေရှိတယ်ပေါ့နော်ဆိုတော့ ဒါကြီးကိုလည်းအဲ့လိုမျိုးကြီးမဖြစ်ပါနဲ့เนาะဘာဖြစ်လို့လဲဆိုတဲ့အခါကျကိုကရှေ့ကိုဆက်သွားအောင်မရှေ့မှာကတကယ်ကိုလုံးဝအယမ်းကိုတောက်ပါတဲ့အနာကတခုကဂျိုးပြီးတော့စောင့်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုလူတယောက်ကလည်းဝင်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ချာချာလေးပေါ့เนาะကိုအဲ့လိုလူတယောက်ဆိုတာကဒီအခြေအနေနဲ့ပတ်သက်လို့ရှင်လဲပေါ့เนาะဒီလိုမျိုးကိုလုံးဝတောက်ပါပြီးတော့ပျော်ရွှင်စေမဲ့အရာတွေဖန်တီးပေးမဲ့သူတယောက်လည်းဝင်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မို့ရှေ့ကိုပဲဆက်သွားပါလို့ရစ်ကတော့ပြောခြင်းနဲ့အမ်တချို့တွေကရောဒီလိုမျိုးတွေ့တွေ့လဲတွေ့ပြီးတာမျိုးဖြစ်ဖြစ်ကောင်းဖြစ်မယ်ပေါ့เนาะအဲ့တော့ โอเคအဲ့တော့ final ending ကတော့တိတ်ပြီးတော့အမ်စိုးစိုးရွားရွားဖြစ်မဲ့သူလည်းပါတယ်လို့တချို့တွေကကြတော့လည်းအခုချိန်မှာ healing လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့လွှတ်ချထားတဲ့သူတွေလည်းပါတဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့အရန်ကြီးမစိုးဘဲနဲ့ခံတာတဲ့သူတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့50 50ကွဲနေတယ်တချို့တွေကကြတော့လည်းအခုမှ rich d reading ကိုမြင်ပြီးတော့ဒါကြီးကိုတွေ့ပြီးတော့ဒီလိုဒီလိုပါလားဆိုပြီးတော့အသေးကွဲပြီးတော့နာကျင်ထိခိုက်ခံစားမဲ့သူတွေလည်း ပါတယ်တချို့ကကြတော့လဲတော်တော်ကိုပြင်ဆင်ပြီးတော့အချိန်နေယူပြီးတော့ heal ဖြစ်နေပြီဆိုတဲ့လူတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ originals လေးတွေတော်တော်များများကတော့ကိုယ့်ဘဝကိုအရန်ကို create လုပ်ပြီးတော့တကယ်ကိုတအားစူးစမ်းနေတာမျိုးကိုယ့်အတွက်ဘယ်အရာကမှန်အမှန်လဲဘယ်အရာကအမှားလဲဆိုတာမျိုးကိုရှာဖွေတွေးရှိနေတဲ့သူတွေတော်တော်များများပါတယ်လို့လည်း rich ဒီမှာမြင်ရပါတယ်เนาะ okay အဲ့တော့ reading လေးရတော့တော်တော့ပါပဲအခုလိုမျိုး တကယ်ကိုနဲ့သူနဲ့ခြားရမှာနောက်ဆုံးဆုံးတက်ကဘာဖြစ်မလဲဆိုရဲ caption အတိုင်းကို personality မေးချင်တဲ့သူတွေက Russia Facebook page messenger မှာ live ပြီးတော့ booking တင်လို့ရပါတယ်အခုလိုမျိုး reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုချင်တဲ့သူတွေက Russia Facebook page YouTube channel Telegram channel နဲ့ TikTok ဓာတ်တွေကို join subscribe follow လေးလုပ်ထားပြီးပြောချင်ပါတယ်ရှင်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတစ်ပွဲတင်ရှိပါတယ်အားလုံးတတ်တာ